မင်းတို့ဘာမှမတက်ဘူးမင်းတို့ကမွေးပြီးတဲ့အညောင်မြို့မှာပဲဟိုဂိုက်လိုက်လိုက်တိုးလိုက်လိုက်နေမင်းတို့ဘယ်မှာမဲဘယ်မှမရောက်ဘူးနော်မင်းတို့ဘက်ကညောင်သားတွေမန္တလေးမှာတရေလုပ်တဲ့ကောင်ငါတကောင်မှမမြင်ဘူးနော်ပေါ့ရင်တော့ရင်ဖြတ်တော့ခံရတယ်ဒါကြောင့်တို့တက်ဖို့ဝင်ပြီးသားစုတွေအားလုံးခက်ခဲကြီးစွာကြုံပြီးမင်းတို့ရဲ့အခြေအနေမှာတို့အားလုံးပဲပေါက်ပွဲစုဖို့ပို့သွားတော့ဒီချိန်မှာကျွန်တော်တို့တော်လိုက်တက်ဖို့ရဲ့အားလုံးဟာမဟာပြူအောင်ပြောက်တဲ့ဒုစရိုက်တွေကိုဆင်နွှဲကြပါဦး ဟယ်လိုချာရမီပါပီတူညီကိုမော်မာမြအားလုံးပဲမင်္ဂလာပါ news page channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါရယ်2025ခုနှစ်မတ်လ16ရက်နေ့မရပိုင်းဗီဒီယိုတင်ဆက်မှုနဲ့ကျွန်တော်ဒီနေ့မနေ့မှလဲပါတော့တော်လန်သတင်းကောင်းများဆော်ရှိတာဖြစ်တဲ့အတွက်ကျွန်တော်နဲ့အတူဗီဒီယိုကိုအစအဆုံးကြည့်ရှုပေးချဖို့မျှော်လင့်ပါရယ်ဆိုတော့ကျွန်တော်ခါတိုင်းလိုပဲဗီဒီယိုတွေမကြည့်ခင်မှာအယူအဆအနေနဲ့သတင်းတိုလေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးသတင်းတပုတ်အနေနဲ့ကတော့တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်လက်ခတ်တောင်တာဝါတိုင်းစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့လို့စစ်သား12ဦးတေဆုံးပြီးတော့မှတနတ်တလင်းနဲ့လက်ပြဘုံ၃လုံး တိန့်ဆက်ရရှိခဲ့တဲ့ဆွဲတဲ့တရင်ကောင်းလေးပဲဖြစ်ပါတယ်အဲ့ဒီထိပွေ့တိုက်ပွဲဟာဆိုရင်6နာရီခန့်ချန်ပီယံခက်ပြီးတော့မှချန်ပီယံစကောင်စီတသား12ဦးတည်ဆုံးပြီးတော့မှအမေ3တနတ်တလဲကြီပေါက်6ခုလက်ပြပုံး3လုံးနဲ့ဆက်ဆက်ပစ္စည်းများပြားတိန့်ဆက်ရှိခဲ့တယ်လို့ကျွန်တော်သိရတာပဲဖြစ်ပါတယ်ဒါတော့ကျွန်တော်ပေါ့နော်သတင်းတိုက်တိုင်းလောင်းလုံးမျိုးတွေကကျွန်တော်တို့ပြီးသူတော်လိုင်းတက်ဖွဲ့ဝင်တွေရတယ်ပြီးတော့မှပူပေါင်းပြီးတော့မှခုဆိုစကောင်စီတက်ဖွဲ့ဝင်တွေကိုကြားဖြတ်တိုက်ခိုက်နေခဲ့တာပဲဖြစ်ပါတယ်နောက်ထပ်သတင်းကောင်းတဲ့ဘုတ်အနေနဲ့ကတော့ မကွေးတိုင်းကံကောမြို့နယ်အတွင်းမှာပြည်ခရရဲ့နဲကကတော်လိုင်းရေးပူအောင်တရရဲ့စစ်စင်ရဲ့အတွင်းစစ်ကောင်စီတပ်ကစခါမှုပေါဝင်9ဦးတင်ဆုံးပြီးတော့မှ3ဘန်းတော်ဦးဖမ်းမိထားတယ်ဆိုတဲ့သတင်းကောင်းလည်းပဲဖြစ်ပါတယ်။ကံကောမြို့နယ်မှာရှိတဲ့ပြူစော်ထိအားကောင်းတဲ့မြောက်ခရမ်းကျေးရွာကိုမလတ်၄နေ့မှာအီနာကဘုံသီးတွေနဲ့တိုက်ခိုက်ခဲ့လို့စစ်ကောင်စီတပ်နဲ့ပြူစော်ထိတွေထိခိုက်မှုရှိပြီးတော့မှမလတ်9ရက်ရှိနဲ့ကိုင်းနေတွေမှာလည်းကံကောမြို့နယ်မြစ်သားဆင်မှာတဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းကို drone ဘုံသီးတွေနဲ့တိုက်ခိုက်ခဲ့လို့စခန်းမှု2ဦးစစ်ကောင်စီတပ်ဖွဲ့2ဦးနဲ့ပြူစော်ထိ၄ဦး တေးဆုံးပြီးတော့မှမြပြထိခိုက်တံရရှိတယ်လို့ကျွန်တော်သိရတာပဲဖြစ်ပါတယ်စစ်ခွေးတွေကတော့ဘယ်နေရာရောက်ပါတော့ကျွန်တော်တော်လိုင်းရဲစုတွေရဲ့ရှင်မုန်းချင်းကိုခံရတာဖြစ်ပါအခုဆိုရင်ဒီဘူးလာဆွေတို့သူ့ရဲ့ဒီဇာတိအမည်ဖြစ်တဲ့မြောက်ခရမ်းဘက်မှာပြူစော်ထီတွေနဲ့စကွန်စီတဖို့တွေကိုကျွန်တော်တို့ဒီပြည်သူတော်လိုင်းပူပန်တဖို့နေရာနေပြီးတော့ပါနော်တက်ခိုက်နေခဲ့တာကိုကျွန်တော်တို့သိရတာပဲဖြစ်ပါတယ်နောက်ဆုံးသတင်းတို့တဖို့အနေနဲ့ကတော့ အရကန်ရူဝင်ဂျာကေတင်ရေးတပ်အာဆာရဲ့ထိပ်ပိုင်ကောင်းဆောင်တိုးဝင်နဲ့နောက်လိုက်နောက်ပါတွေကိုဖမ်းဆီးရမိခဲ့တယ်ဆိုပြီးတော့ဘင်္ဂလားဒေ့ရှ်အနာပိုင်တွေရဲ့ထုတ်ပြန်ချက်ပဲဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်ရဲ့ချမ်ပီယံတပ်ဖြည့်ရဲ့အထူး unit RAB ရဲ့တပ်ခွဲစစ်တပ်ဟာဆိုရင်မလ16ရက်နေ့18ရက်နေ့တွေမှာနာယယန်ဂတ်နဲ့မိုင်မန်စင်တို့မှာတီချာဆက်စင်ရေးတုံခုလို့ဆောင်ပြတဲ့နောက်ပိုင်းမှာအာဆာရဲ့အသက်58နှစ်ရွယ်ထိပ်တန်းကောင်းဆောင် အာတာအူလာအဘူအမန်ဂျူနူနီနဲ့တခြားတန်တရားရှိသူကိုကိုဖမ်းဆီးရမိတယ်လို့ကျွန်တော်သိတာပဲဖြစ်ပါတယ်။ရဲတွေကရင်း20ရမန်ရှောက်ထားခဲ့ပေမဲ့တရားသူကြီးကနေပြန်မှကျမ်းနာပြတဲ့နောက်ပိုင်းမှာအချမ်းဖက်တပ်ဖြည့်ရေးနဲ့တရားမဝင်ပြည်တွင်းဝင်ရောက်လာမှုဆွဆွတ်ချက်နှစ်ခုအတွက်ရမန်ကာလ9ရက်စစုစုပေါင်းရမန်ဆယ်ရဲ့တမပေးခဲ့တယ်လို့ကျွန်တော်သိရတာပဲဖြစ်ပါတယ်။ဒါတော့ကျွန်တော်အခုဆိုရင်ဒီမောင်တော်နဲ့ပေါ့နော်ဘူးသီးတောင်မြို့နယ်မှာအေအေနဲ့ရခိုင်ပြည်သူတွေကိုဖြစ်လို့ဖြစ်စည်းနဲ့ ဂျာဖြတ်တက်ခဲမှုတွေလုပ်နေတဲ့အာစာတွေရဲ့ထိပိုင်ကောင်းဆောင်တွေနဲ့သူတို့ရဲ့နောက်လိုက်နပ်ပါတွေကိုကျွန်တော်ဒီဘင်္ဂလားဒေ့ရှ်ကနေပြမပါနော်ဖန်စီယာမိခဲ့တာပဲဖြစ်ပါတယ်အဲ့လိုမျိုးကောင်းတွေတေချာလေးကိုပါနော်စုံမတင်နေတာပြမကျွန်တော်ဒီရဟန်းပြည်မြောက်ပိုင်းမှာနေမီမငိမ့်မတက်ဖြစ်အောင်လှုပ်ဆောင်နေတဲ့အဖွဲ့တွေရဲ့ကောင်းဆောင်တွေရတာဆိုရင်ကျွန်တော်အခုဆိုရင်အိန္ဒိယနိုင်ငံတွေကနေပြမပြန်လည်ဖန်စီနိုင်ခဲ့တာကိုတွေ့ရပဲဖြစ်ပါတယ်တရင်ကောင်းတွေပဲပေါ့နော်ကြည့်ကျွန်တော်ဒီနေ့မနေ့ပထမဆုံးအနေနဲ့ကျမကတော့ဆီယာလူမျိုးကျော်အနေနဲ့ပြမကျွန်တော် မနေ့ကပါနော်ရရှိထားတဲ့တော်လန်တရင်ကောင်းများကိုတင်ဆက်ပေးထားတာပဲဖြစ်ပါတယ်ဆယ်လူမြတ်ကျော်ဘလိုမျိုးတရင်ကောင်းတွေပြောထားလဲဆိုတာကျွန်တော်စကြည့်လိုက်ရအောင်နော်ဒီကနေ့ငါတရောက်ရွာတိုက်ပွဲ84ဦးမတာပေါ်ပါတယ်စစ်ခွေးပြူတေချင်းစု84ဦးဒါရီပြည်မှာစလင်းဂျားဖြတ်တပ်တပ်ပြားကတစည်းအပေါင်းနဲ့နှစ်ကောင်မတာထပ်ပေါ်တဲ့တရင်ရှိပါတယ်အဲ့တော့ငါတရောက်ပွဲကိုကျွန်တော်ပြောကြရအောင် ဲ့တော့ငါတလောက်ပွဲမှာညောင်ဦးစစ်ကြောင်းငါတလောက်မြို့နယ်ခွဲစစ်ကြောင်းလာထိုးတယ်စစ်သားပြူစောတိ150လောက်ခန့်မှရှိမယ်84កောင်မသားပေါ်တည်ချင်းစိုးနဲ့တည်ပြီးထောက်ဝရွာနဲ့ထောက်ဝရွာနဲ့អូរင်းရွာជាမှာဖြစ်တယ်ဒီပွဲကိုញောင်ဦးបកបောက်စីតောင်းနဲ့ရဲបို့ပြွေဦးសំញបកံពីបលូតញောင်ဦးបកံလေ ရဲဘော်ငတိဥဆောင်တဲ့ BGF တက်သူတို့ကအကြပြတ်တိုက်ခိုက်ခဲ့လို့သိရှိရတယ်။နောက်ထပ်မကွေးစလင်းပွဲဗမာတက်တော်ဆိုပြီးဗမာအပီကဂျားဖြတ်တိုက်တယ်သိရတယ်။ဆိုတော့နောက်ထပ်တိုက်ပွဲတစ်ခုတက်ပြောပြမယ်။မြိုင်ကံကောမြောက်ခင်ရန်ရွာညစ်တဲ့ဆင်က ဖက်စစ်တပ်အထိုင်ကျတပ်ဆွဲထားတဲ့နေရာတွေ drone နေနဲ့တိုက်ခိုက်မှုတွေဆောင်ရွက်ခဲ့တယ်။ဒီနေ့မှာတာပေါ်တာကတော့တရာကျော်လောက်ရှိတယ်လို့ခန့်မှန်းချီသိရပြီးနောက်တပ်ပြည်သူရဲ့အမျက်ဒေါသတစ်ခုကိုကျွန်တော်ပြောပြခြင်းပါသေးတယ်။ပသိမ်ပါအေရဝတီတိုင်းပသိမ် yes ခန့်နေကိုပြည်သူတို့ကကကြီးနှချောင်းကင်ပြီးရေခွေးတဲ့တိုက်ကိုတိုက်ခိုက်တာစကမ်းမှုကြော်စလက်အပေါင်းရေခွေးသုံးကောင် လေးကောင်ပဲဗျဆိုတော့လေးကောင်ထိခိုက်တိုင်ဟာပြင်းထန်တယ်လို့သိရပြီးဒီပြည်သူကိုတော့တရက်နဲ့ပြစ်ကက်ဖမ်းဆီးပြီးလက်ရှိအချိန်မှာရိုက်နှက်မှုကြောင့်အသက်အန္တရာယ်ဆိုရင်သိရတေမာကိုတိတိကြီးနဲ့ရွေးချယ်ထားတာပါတေမာကိုတိတိကြီးနဲ့ရစ်ခန်တဲ့ကိုတနက်တိကင်နာပါလေဆိုရင်ရစ်ခန်တဲ့ကိုကြက်ကြီးနှစ်လက်နဲ့ဝင်တိုက်ခဲ့တာပီတီအပေါ်မှာငါတို့ တွေးမချောင်သေးဘူးကျတို့ကြားသိရတဲ့အတိုင်းဆိုရင်တော့စစ်ကောင်စီတပ်ဖွဲ့ဝင်တရားလောက်ပေါ့နော်မျိုးစားဖြစ်သွားခဲ့တာပြမအခုဆိုရင်ကျတို့နေရာတော်တော်များများတော်လိုင်းရဲဆူရဲနဲ့ပြမအောင်ပေါ်ရရှိနေတာပဲဖြစ်ပါတယ်ကျတို့ဒီအနောက်ဘက်ကနေပြမထိုးလာတဲ့အေနဲ့ပွန်တပ်ဖွဲ့ဝင်တွေရဲ့ထိုးစစ်တွေအရဆိုရင်ကပါစာဆလင်းနေုံတွေရောက်ရှိလာတဲ့အချိန်မှာပဲကျတို့အညာပါလဲပေါ့နော်တွေးမရဘူးဆိုတော့ပြသလိုက်တာပြမနေရဆိုရင်ငါတယောက်မျိုးနဲ့မှာပဲစစ်ကောင်စီတပ်ဖွဲ့ဝင်84កောင်တော့ကိုချင်းမိုးတူတင်နေခဲ့တာပဲဖြစ်ပါတယ်ဆိုတော့ကျတို့ချုပ်အနေနဲ့ပြောမယ်ဆိုတော့ပေါ့နော်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ျတို့နေရာတိုင်းမှာရှုံးနေနေတာဖြစ်ပြီးတော့မှကျတို့တော်လိုင်းရစုတွေပြည်သူတွေနဲ့ပူးပေါင်းပြီးတော့မှပေါ့နော်အခုဆိုရင်စစ်စင်ရေးတွေမှာအောင်မြင်မှုတွေရရှိနေတာပဲဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးပေါ့နော်ကျတော်ဘက်ကနေပြတော့မှာဆက်လက်ပြတော့မှာအောင်မြင်မှုကြီးကြီးမားမားအများစွာရရှိနိုင်ဖို့အတွက်စစ်ကောင်စီကိုဒီနေ့ထဲမှာဘလိုနီးလန်းတွေနဲ့ဖြိုချနိုင်လဲဆိုတာနဲ့ပတ်သက်ပြတော့မှာဗိုလ်ကြီးနေမျိုးစင်ပြပြထားတဲ့ဟာလေးရှိတာဖြစ်ပါတယ်ဗိုလ်ကြီးနေမျိုးစင်ဘလိုမျိုးတွေဆက်ပြထားလဲဆိုတာကျတော်တစ်ချက်လောက်ကြည့်လိုက်ရအောင်နော် စစ်ရင်နဲ့လောင်စာစီကျင်တဲ့ရင်နဲ့မဖြတ်တန်းခင်သူတို့ဖြတ်သားမဲ့လမ်းတဲ့တဲ့မှာမိမိဆိုင်ကယ်ကဓာတ်စီကိုဖောက်ချပြီးအစင်းနဲ့ပြင်ဆင်ထားပြီးအဲ့ဒီလောင်စာတီရင်ဖြတ်တဲ့အချိန်မှာစင်လီပီနဲ့ပြက်ပေါက်ပြီးချူတာမျိုးအခြားပြင်းလန်းတွေနဲ့လမ်းကိုဖြတ်စည်းတာမျိုးမှောက်သွားအောင်လှုပ်တော့လှုပ်ဆောင်တာမျိုးစသဖြင့်ဒီလမ်းပေါင်းစုံကိုကြံစပြီးဖက်စစ်တိုက်ရဲ့တဲ့သွေးကြောဖြစ်တဲ့လောင်စာစီတွေကိုဘိုင်းဝမ်ဖြတ်တော့ကိုကျူပန်းရပါနော်အဲ့တော့ဒါလောင်ဖြတ်ချက်သုံးဖြစ်တယ်နော်ဖြတ်လေးရတော့သူတို့ရဲ့ဖက်စစ်တက်တွေရဲ့ စခန်းတွေရှိဖို့တွေ့တန်းထားတဲ့ရေပိုက်လိုင်းတွေရှိပါတယ်။အဲရေပိုက်လိုင်းတွေဟာပြည်သူတွေရဲ့ဈားတွေကပဲဖြတ်တန်းသွားကြတာများပါတယ်။အဲ့ဒီရေပိုက်လိုင်းတွေကိုအခုတည်းကပြန်ရွေးချယ်ထားပြီးမတ်လ25ရက်ကစလုံးဝအပြီးတိုင်ပြန်လည်ပြင်ဆင်နိုင်ဖို့မလွယ်ကူတော့တဲ့အထိဖြတ်တော့ဖို့ကြိုးစားပေးပါ။ဒါဆိုရင်ပစိတ္တဟာပထမဆုံးဆက်သွယ်ရေးပြတ်တော့သွားမယ်လို့ဆက်သွယ်ရေးပြတ်တော့လို့ပြင်ညာစင်ညာဖို့ကြိုးစားနေကြတဲ့အချိန်မှာတို့တတ်ချင်းချင်းဆက်သွယ်ရေးပြတ်တော့တာကိုခွင့်ပေးပြီးတော့ဖတ်ပြေးခြင်းနဲ့ပြိုကွဲခြင်းနဲ့ မိအောင်ရန်ကုန်ရိတ်ခါပုံပြီးတတွင်းတဘုံထချင်တဲ့သူရဲ့တတွင်းကလူတွေအတွက်ခွင့်ရေးကြီးဖြစ်ပြီးတတ်ချင်းချင်းအောင်ကြွမှုကြီးဖြစ်ပေါ်လာတယ်။စက်တွေပြတ်တော်သွားတဲ့ပုံမူတည်ပြီးတော့အမိပေးစီကန်းနဲ့လည်းသွားမတိုက်တော့တာလေ၊လေးရင်တွေမပြန်တမ်းနိုင်တော့တာလေ၊ထောက်ပံ့မှုတွေမရတော့လို့ထွက်ပြေးပေါ်ပြားနေပြီးလိုင်းမဖမ်းကြတော့တာနဲ့ဖေယိုဖေးကစင်ကလေးအပြူကွဲပါလိမ့်မယ်။နောက်တစ်ခုကလက်စစ်သားလိုက်နဲ့ဖြတ်တော်လိုက်တဲ့ကြောင့်လေရင်ကွင်းတွေတိုက်လေရင်တွေမပြန်တမ်းနိုင်ပဲနဲ့သူတို့ကြီးစွာသောခက်ခဲတွေကြုံတွေ့ရပါလိမ့်မယ်။နောက်တစ်ခုလက်လောင်စာကြီး ဖြတ်တော့ပိတ်ဆို့ခြင်းခံရတဲ့အတွက်ကြောင့်တနိုင်ငံလုံးသူတွေတည်ရွှေပြောင်းမှုတွေရပ်တန့်သွားပါလိမ့်မယ်။နောက်ပေါက်ရင်တုံးရင်ဖြတ်တော့ခံရတဲ့အတွက်ကြောင့်တို့တပ်ဖွဲ့ဝင်မိသားစုတွေအားလုံးခက်ခဲကြီးစွာကြုံပြီးဘယုံမင်းအခြေအနေမှာတို့အားလုံးလည်းပေါက်ကွဲစုပူအုပ်ကြွကြပါလိမ့်မယ်။ဒီချိန်မှာကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေအားလုံးဟာမဟာဗျူဟာမြောက်တဲ့ထိုးစစ်တွေကိုဆင်နွှဲကြပါလိမ့်မယ်။အပြည်သူတရားလုံးဖြတ်လေးပြတ်ဗျူဟာအတွက်အခုတည်းကနေရာရွေးချယ်ခြင်းလက်နက်စုဆောင်ခြင်းအချိန်ဆက်စနစ်တကျပြုမှုခြင်းစီစဉ်ခြင်းနဲ့လုံဆောင်ပြီးရင်ဆက်လက်ပြီး ူပေါင်းချိတ်ဆက်ရမယ်ဒေါ်လာကြီးလွမြောက်တပ်ဖွဲ့တွေနဲ့ပေါင်းစပ်ရမယ်အစီအစဉ်တွေကိုစနစ်တကျရွေးချယ်ခြင်းများပြုလုပ်ထားဖို့လေးစားစွာနှိုးဆော်လိုက်ပါတယ်။ဖက်စစ်ဂျမ်ဖက်အာနာရှင်စနစ်2025မှာမြမမီကဒီတိုင်းခွဲပြောက်ချုပ်ငြိမ်းရပါမယ်။ဒါတော့ဗောနဘူဂျီနီမျိုးစရံနေပြီတော့မှခုဆိုရင်စကောင်စီတပ်ဖွဲ့ဝင်တွေကိုကျော်တော့ပကန်းနေပြီတော့မှဖျော်လိဖြတ်တွေထက်အားလုံးဖြစ်တယ်ဗောနဒီလက်စစ်ရဲ့ပြီတော့မှစစ်တော်ရေးတောက်သုံးရေးနဲ့ ဂျန်နဲ့ဒီလောက်စာစီတွေအားလုံးကိုကျိုးရင်းနဲ့တပြဲနဲ့ထက်စစ်ကောင်စီတွေကိုဖျက်တောက်နိုင်ခဲ့မယ်ဆိုရင်တော့သူတို့ရဲ့ပေါ့နော်ထဘိုးစနစ်တွေကိုလည်းကျိုးရုံးနေနဲ့အလုံးစုံထိန်းချုပ်နိုင်မှာဖြစ်ပြီးတော့မှကျိုးရုံးတော်လိုင်းရဲစုတွေတစုတစည်းတဲ့နဲ့စစ်ကောင်စီကိုဝိုင်းတက်လို့ရမယ့်အနေအထားတွေကိုတွေ့ရမှာပဲဖြစ်ပါတယ်အခုဆိုရင်ကျိုးရုံးအားလုံးစုစည်းညီညွတ်စွာနဲ့တပေါင်းစုကြီးတစ်ခုဖွဲ့ပြီးတော့မှပေါ့နော်ပျော်ပျော်လာတဲ့မာထုတ်စစ်တွေကိုစတင်ဖို့အခုဆိုရင်အားလုံးဝိုင်းဝန်းစ조사နေကြတာမို့လို့ပြည်သူတွေအလုံးအနေနဲ့ပူပေါင်းပေါင်းပြီးတော့မှပြင်ဆင်ရမယ့်အချိန်ပဲဖြစ်ပါတယ်2025ခုနှစ်ထဲမှာတော့ မြောက်လိုက်တဲ့အဆွေအနေဝင်ချင်းကိုကျော်ရုံနဲ့တေချာဖို့မြန်မာမလို့ပေါ့နော်အခုလိုမျိုးကျော်ရုံနဲ့ရရနေနဲ့ဆွဲကင်ပြတော့မှပြီးသူတယောက်ချင်းစီရနေပြတော့မှလည်းကိုကြရတာဝန်ကနေပြတော့မှလောဆောင်လိုက်မယ်ဆိုရင်တော့စခွေတတိုင်းရဲ့ပေါ့နော်နေဝင်ချုံတော့ကျော်ရုံနေနဲ့တေချာဖို့မြန်မာဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့တာချီလိုမျိုးကနေဆက်ကိတ်မှာရှိတဲ့ဒီစခွေတကောင်ရဲ့ပေါ့နော်ဝေတောင်းချမ်းမုံတင်ဆက်ထားတဲ့တဲ့ရင်လေးကျော်ရုံစပြတော့မှကြည့်လိုက်ရအောင် ဒီခါမှာတော့ဒေါနာတီဗီရဲ့တက်မတော်တွေကစကားသံအစီအစဉ်အနေနဲ့နေသားဆောင်တက်ကစစ်တီတူပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်။တာချီလိမ့်မျိုးနယ်မှာရှိတဲ့အမှတ်တထောင်ကိုနေသားဆောင်တက်မိုင်းကိုကတထောက်ဘူကြီးရအောင်မို့စစ်တက်ကတူအပတ်စဉ်90အဆင့်ဟာငွေကြေးကို မတော်လောပါနဲ့ရှာဖွေနေပါတယ်။တက်ကခွင့်မဲ့စစ်တီတွေရဲ့ရိတ်ခါနဲ့စစ်ဝတ်တွေအပြင် တက်မှာသုံးဆွဲတဲ့73စီရီကိုလည်းကိုကျိုးအတွက်အသုံးချနေပါတယ်။ဒါအပြင်သူ့အတွက်ပတ်ဆိုးတယ်နော်။နိုင်တဲ့စစ်တီဆိုရင်အကောင်းမြင်အကောင်းပြောပြီးကာပါလုတ်ပေးခြင်းသူ့အတွက်ငွေရှာမပေးနိုင်တဲ့စစ်တီဆိုရင်အပြစ်အမျိုးမျိုးရှာတတ်ခြင်းဟိုအရင်မိုင်းကိုကြေးရွာအုပ်စုအတွင်းမှာဖွင့်ထားတဲ့ကြားဖြန်လုပ်ငန်းများလောင်းကစားဝိုင်းများအွန်လိုင်းဂိမ်းများထက်မှအခကြေးငွေလိုင်းကြေးရယူခြင်းတွေကိုဆောင်ရွက်ပါတယ်။ဒါအပြင်မူရည်စေဝါနဲ့လက်နက်မှောင်ခိုးမှုများကို ခမရ359ကဘူကြီးအောင်ဖုံးမြတ်နဲ့အတူလှုပ်ဆောင်ခဲ့ကြပါတယ်။ခမရ359မှာဘူကြီးအောင်ဖုံးမြတ်ဟာမူရစေဝါမှုနဲ့ထောင်ကျသွားပေမဲ့သူကတော့အခုချိန်ထိနေစားဆောင်တက်နဲ့တက်အပြင်ကနေငွေရှာကောင်းနေပြီးအကျင့်ဖြတ်ခြားစားနေစေဖြစ်ပါတယ်။အဲ့ဒါ၄အပြင်သူတက်မှဒူးတက်ကျက်နေမင်းကြီးနဲ့ပေါက်ပြီးပြည်သူစစ်မှုထမ်းတက်သားတဲ့အတွက်ရှယ်ယာထည့်ဝင်ပြီးတာချီလေးမြို့နယ်အတွင်းမှာရှိတဲ့ရက်ွက်ကြေးရွာများမှာ ြည်သူစစ်မှုထမ်းမဲ့သူများကိုတရားဝင်လူကုန်ကူးသလိုမျိုးလူရောင်းလူဝဲကိုအမျက်ယူပြီးလှုပ်ဆောင်နေပါတယ်လို့ရေးသားပေးပို့လာပါတယ်ရှင်။ကျွန်တော်ဆိုတာနော်ဒီကောင်။တပ်မတော်သားတွေနဲ့တပ်မိသားစုဝင်တွေရဲ့အခက်အခဲကိုအများကသိအောင်တိစပ်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။တပ်မတော်သားအရာရှိစစ်တီတွေအိမ်အောင်တဲ့ရဲမေတွေအနေနဲ့ကျွန်တော်အစီအစဉ်မှာပါဝင်ခြင်းရဲ့ message ပေါက်ကနေတစဉ်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်အလက်တွေကိုကျွန်တော်အဖွဲ့သားတွေကလိုအပ်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ ခုဒီမှာကျွန်တော်တို့ကြားလိုက်တဲ့အတိုင်းတာချီလေးမျိုးပါပေါ့နော်နက်စကိတ်မှာငွေတောင်းချမ်းပြီးတော့မှငွေသမျက်နှာထက်ကြည့်တဲ့စောက်ကျွန်းတဲ့ဒီရဲ့ဘာသားတကောင်ကတော့ကျွန်တော်တို့တော်လိုင်းရဲ့တဖို့မလေးရဲ့ချင်းမိုးတိုးတေချင်းကိုခန့်ချင်နေတာတော့အမှန်ဖြစ်ပါတယ်။သူကနေပြီးတော့မှခုဆိုရင်သူရဲ့ဒီအောက်ခြေငယ်သားတွေရဲ့အကျိုးခံစားခွင့်တွေကိုအကုန်လုံးရယူထားပြီးတော့မှကျွန်တော်တို့ပြည်သူတွေကိုလည်းပေါ်သားဆွဲဖမ်းဆီးပြီးတော့မှလူရောင်းလူရွယ်တွေစစ်တိုက်လို့ဥဆောင်နေတယ်လို့ကျွန်တော်ကြားသိရတဲ့ပဲဖြစ်ပါတယ်။အဲ့လိုမျိုးကောင်တွေကမှကျွန်တော်နေနေပေါ့နော်။မရှင်းပြဘူးဆိုရင်တော့ပြည်သူတွေကနေပြီးတော့မှနေ့စဉ်နဲ့မြခါစီခံရရမှာဖြစ်ပြီးတော့မှ ဒီစကောင်စီတဖို့ဝင်တွေပြီးတော့မှသူတွေတောက်တန်တွေအရဆိုရင်ကျွန်တော်ရဲ့ပေါ့နော်စေးပြတ်မှတ်တွေထဲတခုပဲဖြစ်ပါတယ်။ကြည့်ကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ပုံမိုက်ကိုကြည့်လိုက်ရအောင်နော်။ပထမဆုံးအနေနဲ့ဒီကျော်ဆိုးကနေပြီးတော့မှ AA ကနေပြီးတော့မှခုစဉ်စကောင်စီကိုမြန်မာတိုင်းမှာစစ်ရှုံးနေပြီဆိုတဲ့ပုံစံမျိုးတွေပေါ့နော်။ပေါ်လိုပဲစားတွေပြောထားတဲ့ဟာပဲဖြစ်ပါတယ်။ဒီကောင်ဘလိုမျိုးတွေပြောထားလဲဆိုတော့ကျွန်တော်ဆက်ကြည့်လိုက်ရအောင်နော်။လက်ရှိ AA ရဲ့ဥတေရလမ်းကြောင်းကသူတို့ကဒီဟိုပါပေါ့ကျွန်တော်ပြေဝင်ပေါ့ပေါ့ပြေဝင်ပေါ့ ြည်ဝင်ပါအုပ်ချုပ်ပင်ပေါ့ဗျာအုပ်ချုပ်ပင်အေရီးယားကိုသူတို့ထိန်းချုပ်နိုင်ပါအဲ့ဒီမှာသူတို့အင်အားကိုသူတို့အလုံးအများကြီးတုံးထားတယ်အဲ့ဒီကသူတို့ရဲ့တကယ်တကယ်သူတို့ရဲ့အမြင့်ဆုံးပြောင်းလဲချက်လည်းဖြစ်တယ်တမရော်ကတော့တစ်ဖက်မှာဒီ A ရဲ့ A ရဲ့ကျွန်တော်တို့ဒီ A ရဲ့အချိန်ကိုရှော့ရှောက်ဖို့တဲ့တစ်ဖက်မှာတမရော်ကကြောက်ဖြူနေစုတွေပေါ်မှာတမရော်ကထိုးစစ်ကိုဆက်လိုက်တယ်အဲ့တော့ A ကတော့လက်ရှိအခြေအနေမှာကျွန်တော်ဗျာများနေပြီဗျာများနေပြီတမရော်ကဒီညောင်ကျိုးမှာရှိတဲ့ဒီစစ်သွေးကြော A ရဲ့သူတို့ရဲ့ဒီစေအေးလှုပ်ရှားမှုကိုကျွန်တော်တို့အလုံးစုံထိန်းချုပ်နိုင်ပြီဆိုရင်တော့ဒါ A ကတော့ရီမန်ခဲ့တဲ့အာရခ နိုင်ငံအိမ်မက်ကတော့ဒါပြက်ပြဲသွားမှာဖြစ်ပါတယ်အဓိကအာရကနိုင်ငံစိတ်ကိုလေးပါပဲနော်အိမ်မက်ကဗျာခင်ဗျားကလည်းဒီစစ်တွေမျိုးမကြမပြင်းသူတွေအိမ်မက်တွေမက်လို့မရဘူးဘလို့မှမက်လို့မရဘူးလက်ရှိကတော့ခင်ဗျား ဒါအာရကအိမ်မက်ကပြက်ပြဲသွားတဲ့အနေထားကိုရောက်နေပြီစပြီးပြက်ပြဲနေပြီဘာကြောင့်လဲဆိုတော့သူတို့ရဲ့ဒီညောင်ကျိုးတိုက်ပွဲကလည်းသူတို့ထင်တယ်လို့အလုံးမဖြစ်ဘူးတပတ်မှလည်းတပ်မတော်ကဒီစစ်တွေနဲ့ဒီကြောက်ပြဘက်မှာတပ်မတော်ကအကြမ်းဖက်တွေရဲ့နေရာတွေကိုခြေကုပ်တဲ့နေရာကိုတပ်မတော်ကထိုးစစ်တွေဆင်တယ်တပတ်မှလည်းတပ်မတော်ကဒီတောင်ကုတ်ကိုတောင်ကုတ်ကိုဒါဒီတောင်ကုတ်မှာရှိတဲ့အကြမ်းဖက်သမားတွေရဲ့ဒါဒီထောက်ဖို့လမ်းကြောင်းကိုတပ်မတော်ကဖျက်တောက်မှုတွေတော့ရှိတယ်အပြေဝါဖျက်တောက်နိုင်ပြီဆိုရင်တော့အေရတော့ကျွန်တော်တော်တော်လေးကြာများနေမယ်အနေထားပါအဲ့တော့ဒီစစ်သွေးကြောက်အေရအဓိကထောက်ဖို့ပင်မနေရာကတောင်ကုတ်ဖြစ်ပါတယ်တောင်ကုတ်ကလည်းတကယ်တကယ်ကြီးရခိုင်ပြည်နယ်ရဲ့တပည်နယ်လုံးရဲ့ 这都叫骗出嚟，公司補償又之類吧？公司補償佢哋阿龙哥，你當股家啲咪骗了吧。 တောင်ကုန်းကနေပဲကျွန်တော်ရခိုင်ပြည်နယ်တောင်ပိုင်းကိုဖြတ်တယ်ရခိုင်ပြည်နယ်မြောက်ပိုင်းကိုဖြတ်ပါတယ်တောင်ကုန်းကသာကျွန်တော်တို့အဓိကအဓိကကြားရနေပါအဲ့တော့ဒီသတင်းပြန်ချောင်းမယ်ဆိုတော့ဒီတပ်မတော်ရဲ့ဒီရခိုင်ပြည်နယ်စစ်စင်ရတော့တပ်မတော်ရဲ့ဒီအောင်မြင်မှုတွေကများစွာတွေ့ရတယ်လက်ရှိကျွန်တော်ညောင်ရုံးမှာဆိုလဲတပ်မတော်ကဒီအကြမ်းဖက်သမားတွေရဲ့ထုတ်ရှောင်းမှုကိုကောင်းကောင်းထိချုပ်နိုင်တယ်အဲ့တော့ဒီစစ်ဝဲတဝဲအစုံပြတ်ကကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ဖို့လိုပါတယ်ဘာကြောင့်လဲဆိုတော့လက်ရှိဒါဒီလက်ရှိစစ်သေးကြော area တို့တောက်လျှောက်ကိုတို့ဝါရဖြန့်နေပါတယ်သူတို့ရဲ့ဒီပြောဆိုမှုတွေတကယ်ဝါရဖြန့်မှုလားဖြစ်ပါတယ်အာညောင်ရုံးမှာရှိတဲ့ကာကိန်းတွေတို့ရပြီဟိုကရပြီခင်ဗျားအဲ့လွန်ခဲ့တဲ့3လရက်လောက်ကအော်ဒါ တို့တော့လည်းပဲခင်ဗျာသူတို့ရဲ့ပြောဆိုမှုနဲ့လက်တွေ့မြေပြင်မှာကများစွာများစွာကောလိပ်ချက်တွေများစွာရှိပါတယ်ဒီကောင်းတော့ခုချင်းတီးပေါ့နော်သတိမောင်တော်မမတင်စေရဲတဲ့ပြင်နဲ့အေးနဲ့ပုံသဖို့နဲ့ကနေပြီးတော့မှညောင်ကျိုးမရရှိသေးဘူးဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုထားတာကိုကျွန်တော်တွေ့ရပဲဖြစ်ပါတယ်အေးကတော့ခုဆိုရင်ကျွန်တော်ရခိုင်ပြည်ထဲမှာရှိတဲ့စစ်တွေကြောက်ဖြူစားရပါတော့စစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့လုံးမြို့ကိုလည်းတိုက်ခိုက်နေတာဖြစ်တယ်လို့တပ်ဖက်ကနေပြတော်မှာညောင်ကျိုးမှာလည်းသူတို့အနေနဲ့တင်ပိုက်ပြီးပြီဖြစ်လို့မကြခင်မှာတော့အိုရှစ်ပင်မှာရှိတဲ့ပါတော့စစ်ကောင်စီကကပါစာဆလင်းနဲ့ယော်တဲ့ထိတင်ပိုက်နေဖို့ခုဆိုရင်ကျွန်တော် အညာရီသားကတော်လိုင်းရဆုတွေနဲ့ပုံပုံပြင်မှာတိုက်ထုံနေတာကိုတွေ့ရပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ AA ပေါ့နော်တိုင်းတူးတိုင်းစစ်စင်ကြီးကအောင်မြင်လာတာနဲ့အမျှဒီဘောမအလော်ဘီတက်တက်ကနေပြတော့မှမနာလိုဂျီဝင်ပြတော့မှအခုဆိုရင်တို့တွေတမိတဆုနေကြောက်လန့်တကြမဖြစ်အောင်ပေါ့နော်။ဝါရဖြန့်ပြောဆိုနေကြတော့ကျွန်တော်တွေ့ရပဲဖြစ်ပါတယ်။ဘယ်လိုပဲတို့အနေနဲ့အောက်ကနေလော်ဘီနေပါစေစခွေတက်ရတော့အခုဆိုရင်သူပြမှုတွေရှိနေတာဖြစ်ပြတော့မှပေါ့နော်။ကျော်ဘက်ကိုခလုံးလာတဲ့သူတွေကနေပြတော့မှစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကအချင်းချင်းပြန်ပြတော့မှဘုံကျမှုတွေကြောင့် ဒီစစ်ခွေး120လောက်ကိုမြို့ကန်းသွားတယ်ဆိုတဲ့အခြေအနေကြီးတောင်ဖြစ်တယ်ဆိုပြမပါနော်ဝန်ခံပြောကြားထားတာကိုကျွန်တော်သိရှိရတာပဲဖြစ်ပါတယ်ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဇောပွင့်ရနေပြမပါနော်ကျွန်တော်တော်လန်ရဆူရရနေပြမငါတယောက်မျိုးနဲ့မှစစ်ကောင်စီတဖို့ဝင်ကိုစစ်ကြောင်းတစ်ခုလုံးလိုက်ပြောထွက်တော့အောင်တိုက်ထုတ်နိုင်ခဲ့လို့တော်တော်လေးပေါက်ကွဲနေတာဖြစ်ပါတယ်ဒီကောင်ဘယ်လိုမျိုးပေါက်လို့ပဲစားပြီးပြောပြမအားချောင်းမလဲဆိုတာကျွန်တော်တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်ခင်ဗျားတို့နေကြည့်ပါဗျာကျွန်တော်တို့နေရမှာကျွန်တော်ဘာအခွင့်အရေးရတာလဲတိုင်းပြည်ရ ငိုပြီနော်ကျွန်တော်အိမ်ချန်တကွက်တလက်မပေးဘူးလေဆိုရင်ကျွန်တော်ပါဦးလေခင်ဗျားတို့ချီးနဲ့တုတ်ပြီးလာရိုက်လိုက် ခင်ဗျားတို့ပါတဲ့ချီးကျုပ်စားပြမယ်ဟာမင်းတို့ပကံနဲ့နော်ဒီကောင်ကစောက်တော်သားကြီးမင်းတို့ပြောမယ်အင်္ဂလိပ်စာတတ်တာလီလို့အောင်မလားအင်္ဂလိပ်ဘာသာပြန်လာမင်းတို့လူတိုင်းနဲ့ပကံကြောင်မှစိုက်ကားသမားစာတတ်တယ်ကလေးတွေဘာသာပြန်နေအကုန်လုံးနော်ကိုပကံကြောင်ဟိုအခုလာတိုက်မယ်ဆိုမင်းတို့ခံရမလားခံမင်းတို့မျိုးပြက်မှာပကံကြောင်မျိုးကြီးပြက်မှာမင်းတို့ကြည်နေလိုက်နောက်ခုငါတရားကိုစားတိုက်နေပြီပကံကြောင်ဟိုတိုက်ဖို့ဆိုပြီးတော့လှုပ်နေပြီဟိုပကံဟိုပကံကြောင်ဘူမရားနေဇက်စိတ်ကနေကိုတန့်ကြည့်တောင်ဆိုတာရှိရှင် ်တယ်လားမင်းတို့အဲ့ဒါနိုင်ငံသားကနေပြီးတော့မင်းတို့ဖျက်ဆီးခိုင်းနေတာနော် UNESCO အဲ့မှာဝင်တဲ့နေရာနော်မင်းတို့ကစုကြည်စောက်ကြည့်ပဲသိတဲ့ကောင်တွေငါလုံးမမေးလို့ရိုင်းရိုင်းပဲပြောလိုက်တော့မယ်နော်မင်းတို့ဘာမှသိတာမဟုတ်ဘူးမင်းတို့ဘာမှမတတ်ဘူးမင်းတို့ကမွေးပြီးတဲ့အညောင်းမြို့မှာပဲဟိုဂိုက်လိုက်လိုက်တိုးလိုက်လိုက်နေမင်းတို့ဘယ်မှာမဲဘယ်မှမရောက်ဘူးနော်မင်းတို့ဗကန်ကြောင်သားတွေမန္တလေးမှာတတိလုတဲ့ကောင်ငါတကောင်မှမမြင်ဘူးနော်ငါမင်းတို့ဗကန်ကြောင်သားတော့မဟုတ်ဘူးငါဗကန်ကြောင်ကိုမင်းတို့တက်ပို့ပြီးတော့တန်ရောစီကြီးတယ်တိလား ငါဆရာမနာမည်ငါဆရာလေးငါ့အကြောင်းသိသေးတဲ့ဆရာဆရာမနာမည်ငါအကုန်လွတ်ရတယ်ကသဘောပေါက်လားအေးအဲ့ဒါတတိလို့ခေါ်တယ်ကွာနော်ကိုဆရာဆရာမနာမည်ဒီကိုစာသင်ပေးခဲ့တဲ့နာမည်ဒီကိုမွေးရမှာကြီးပြင်းခဲ့တဲ့နေရာကိုတန်ဖိုးထားတတ်တဲ့လူလို့ခေါ်တယ်မင်းတို့မှအိုက်စိတ်တမရှိဘူးမင်းတို့ဆရာဆရာမမျက်နှာတွေပြန်မကြည့်တော့မင်းတို့လှုပ်ချင်တာတွေအကုန်လှုပ်တော့မှာမင်းတို့တိုင်းပြည်ကိုဖျက်ဆီးတော့မှာနော်မင်းတို့ပကံကြောင်ဦးသားတွေအကုန်လုံး နော်ငါနဲ့ဘလုံးကန်လာတာချင်းလုံးကန်လာတာအကုန်လုံးမင်းတို့ချင်းလုံးဘဒူးကြောင့်ဆူရလဲလို့ငါမေးမယ်ပကံကြောင့်အထက်ခကြောင့်ပါဘဲကောင်းတဲ့ထက်မှာဆူရဘူးလားလဲလို့ပြောလိုက်မယ်မင်းတို့ဂျောကာနေမင်းတို့တာယာဝရီယာဟုတ်လားရဘူးလားမေးကြည့်လိုက်ဘောလီဘောမှာပဲရမယ်တက်ကိုဝင်းတို့ဟုတ်လားငါကြောင့်နဲ့ငါဘူဘိတ်ကြောင့်နဲ့မင်းတို့အဲ့ပတ်ကျော်ချင်းဆူအရင်ဆုံးရခဲ့တာပကံကြောင့်အကြောင်းရှင်းလားအေးတို့ရေလိုက်ပြစီးမယ်ငါလုံးမထောင်စားရွံလုံးလို့နော်အခုကတယောက်တရင်အဲ့ဒါငါတယောက်တရင်လုံခဲ့တဲ့၃လရက်ခေတ်ကကျွန်တော်ပို့ပေးထားတယ် လုံမယ်ဆိုတာတိလို့เนาะခံလိုက်ရပြီခုမတက်နိုင်ဆော်ဖ်ဝဲရတော့ပေါက်ွက်နေတာเนาะခုချိန်မှာတော့ကျွန်တော်တော်လည်းစုတွေကနေပြီးတော့မှညောင်မြို့နယ်ကတျောက်မြို့ခွဲကိုဝင်လာတဲ့စကော့စစ်အကြောင်းတစ်ခုလိုက်ကိုပြောထောင်တက်ထုတ်နိုင်ခဲ့လို့စစ်ခွဲခုနစလေးကောင်းလို့ဖော်လန်ကျဲသွားတယ်လို့ကျွန်တော်သိရတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်အားလုံးသိထားတဲ့အတိုင်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ဘယ်နေရောကျွန်တော်တော်လည်းစုတွေနဲ့ထိတဲ့တွေ့တဲ့ချိန်မှာသူတို့နဲ့အများအား ခွထုတ်ခွလာနေပါတော့ရှုံးနေတဲ့ပရမတချို့တလေရဆိုရင်ခွေပြုတ်ကိုပြင်းနေပြင်းနေရတယ်လို့ကျွန်တော်သိရပဲဖြစ်ပါတယ်ဒီချိန်မှာအောက်ကနေပြီးတော့မှစကောင်စီတဖို့မနေကိုမရှိရှိတဲ့နီလာနေနဲ့ရှာရှာပြီးတော့မှဝါရဖျံလုံးဆောင်နေကြတဲ့ဒီစစ်ခွေးလော်ဘီတက်ရဆိုရင်လဲတော်တော်လေးဟိုလောင်းနေကြတော့ကျွန်တော်သိရပဲဖြစ်ပါတယ်မကြာခင်မှာတော့ကျွန်တော်တွေနဲ့ဒီညောင်ဦးငတယောက်ဘက်ကနေပြီးတော့မှစစ်ကြောင်းတွေနဲ့သူကျွန်တော်တော်လိုင်းရဆုတွေရပါတော့ထိုးစစ်တွေရဆိုရင်မြောက်လိုက်လို့ရှိတဲ့နေပြည်တော်အထိတောင်မှရောက်သွားနေတယ်ဆိုတာဒီကောင်တွေတက်တိဖို့လိုတာဖြစ်ပါတယ် ဆိုတော့ကျွန်တော်နောက်ဆုံးပြီးတော့ဒီပေါ်နေတဲ့ဒီငတယောက်မြို့နယ်ခွဲကိုဝင်လာတဲ့စစ်ကောင်စစ်အကြောင်းတခုလုံးပြောထပ်သွားတာနဲ့ပတ်သက်ပြီးတော့မကိုစရာနဲ့ဝန်တာအရဆိုတဲ့ဘယ်လိုမျိုးတွေပြောထားလဲဆိုတော့ကျွန်တော်စစ်ကြည့်လိုက်ရအောင်နော်မြေပြင်ရဲ့ပကတိအမှန်တရားကိုတော့ဒီစစ်သားတွေရဲရုံတိတိကျကျနေမြတ်ဘာလို့ဆိုအတက်တွေနှမျောလို့နော်လူအတက်အချောင်းမှာဘာမှမဟုတ်ပဲနဲ့တန်ဖိုးမှဲ့ပြီးသေးရတယ်နော်အခုဒီအာနာတိမ်ပြီးတဲ့အချိန်မှာတင်ခဲ့ရတဲ့စစ်သားတွေရဲတယ်နော်နောက်တစ်ချိန်ကျရင်မင်းတို့ကြံနေခဲ့တဲ့တာဒမီဟာငါ့ဖေစစ်သားမှာငါ့ဖေရဲမှာ နှစ်ပတ်နှစ်ဆက်ပြီးအာနာတိတ်မှုမှာငါတို့ပြေသွားတာငါပြေအဲ့ဒါဆိုရင်ဇက်သွေးနဲ့ထွေးတာဒီမှာအကောင်အကောင်ပြောတာအဲ့ဒီကောင်မှပြောရမှာမဟုတ်ဘူးနော်ပေတော်နေနေတယ်ဆိုတော့မိုင်းအမဲဆက်ကိုကြံနေခဲ့တဲ့သားတွေကြီးတွေမြစ်တွေခံမှာအင်းဒါစစ်သားတွေရဲ့ကောင်းကောင်းတိဖို့လို့လေဘာဖြစ်လို့အဲ့ဒီစကားကိုပြောရလဲအခုစစ်ကြောင်းတွေဘာကြောင့်အပြုတ်ပြုတ်စော်ကန်တိနေလဲဒီဒီတော်လိုင်းအရစုတွေမှာလက်နဲ့ခဲရတောက်နေနေနော်မပြည့်စုံပေမဲ့ရှင်းပြတဲ့တော့ရှိနေတယ်အဲ့တော့အဲ့ဒီအနေထားမှာစစ်ကြောင်းတစ်ကြောင်းထိုးတာနဲ့မင်းတို့ရဲ့လုံခြုံရေးတည်သူတယောက်တွေ့တာနဲ့မင်းတို့ရန်ထိုးတတ်မှန်တယ် ။ဘာနဲ့သွားသူလဲဆိုတော့ဒီ American BNN စစ်ပွဲမှာ American တွေစစ်သားတွေရှိတဲ့လာတာနဲ့လမ်းမှာကောက်ဆိုင်နေတဲ့နော် BNN ကလည်းချက်ချင်းတော်လိုင်းတက်တာဖြစ်ဖြစ်သွားတယ်လို့ပဲ။ဘာဖြစ်ဆိုဒီအခုလက်ရှိမြန်မာပြည်မှာမလွှဲတာလို့နိုင်ငံတွေကမလုံးမလက်ခံတဲ့အရာမဟုတ်ဘူး။အဲ့တော့စစ်တပ်စစ်တောင်းထိုးတာတွေ့ရတယ်ချက်ချင်းကိုအကြောင်းကြားအဲ့တော့ပြည်သူတိုင်းကမင်းတို့ကိုရန်သူတို့တတ်မှတ်လိုက်စစ်တပ်အဘယ်မှာစစ်သားတော့မဟုတ်ဘူးတော့ခွေးစစ်တောင်းကမှရှိတယ်ဟာခွေးတွေဘယ်ရောက်ပြီးခွေးတွေ နာဒီအကြီးကမင်းတို့ကမင်းတို့စဉ်းစားကြည့်ရအဲ့တော့အသက်ပေးပြီးတော့နော်တိုက်တယ်ပေဝါတယ်ပေတော်မအဲ့ဒီတမိုင်းတကြီးကြံနေခင်အဲ့တော့ကိုအသက်ပေးတာကိုဘဒုတွက်ပေးတာနော်မင်းတို့စစ်တပ်ထောက်ခံတဲ့ကောင်တွေဝါဒဖြစ်တဲ့ကောင်တွေကတော့ပြောလိုက်တယ်ဟာအတိုင်းပြည်အတွက်တို့ပြည်သူအတွက်တို့ပေါက်ပန်းလေးတစ်ချောင်းပြောရမယ်ဒါမှမြေပြင်မှာပြည်သူတွေကဘယ်လိုလက်ခံတာလဲဘယ်လိုယုံကြည်တယ်အဲ့ဒါလေးကိုမြင်အောင်ကြည့်ပေးကြပါအသက်တွေတမျိုးကိုကောင်းတယ်တကယ်တိုင်းပြည်အတွက်အခုရုရှားနဲ့ယူကရိန်းတို့နော်ယူကရိန်းစစ်သားတယောက်တေဝါပဲမြင်တိုင်းပြည် အတွက်အဲ့ဒီအတက်ကတန်တယ်တရားဘာဖြစ်လို့လဲကိုတိုင်းကြီးကိုလာကျူးကျော်တဲ့အတက်ဒီမှာကရန်သူကိုအတက်ပေးပြီးတိုက်ပါအဲ့ဒီတေဝါတဲ့ယူကရိန်းယူကရိန်းစစ်သားရဲ့ကြံပစ်ခဲ့တဲ့တားတွေမိတွေမြစ်တွေရတယ်ငါအဖေကငါအဖိုးကငါအဘိုးကနော်ရုရှားကြီးလာကျူးကျော်တဲ့အချိန်မှာခုကန်တိုင်းနဲ့ငါတို့တေခဲ့ရတာဟာမင်းတို့တွေ့ကောင်းမျိုးမျိုးတွေတိုင်းပြည်အတွက်မင်းတို့အတက်ပေးခဲ့တဲ့မျိုးမျိုးတွေအဲ့ဒီတမိုင်းကြံပစ်ခဲ့လို့ရတယ်ဒါပေမဲ့ဒီ2023အာနာ2023အာနာတေးမှုနောက်ပိုင်းမှာ တင်ခဲ့ရတဲ့စစ်သားရဲတွေမှန်တယ်ဗျငါပြောတာမယုံရင်မင်းတို့ကြိုက်တယ်လို့မြေပြင်ရဲ့ပကတိတရားကိုဆုံးဆုံးဆမ်းပါနှစ်မျိုးလို့ပြောနေတာဟုတ်တယ်နော်ကိုစီပြောထားတဲ့အရာအမှန်နဲ့ကျွန်တော်ခုဆိုရင်စကောင်စီတဖို့အနေနဲ့ကိုကဘယ်သူတက်တက်ပေးနေတာလဲဆိုတာကိုတေချာလေးကိုစဉ်းစားဖို့လွယ်နေတာဖြစ်ပါတယ်ကျတော်တော်လိုင်းရဆူရရနေပြတော့မှဒီလိုမျိုးကောင်းကောင်းမွန်နေပါနော်ကလန်ပြတော့မှအလင်းဝင်ကြောက်ဖို့ဖေးခွန်နေတဲ့အချိန်မှာသူတို့အနေနဲ့တေချာလေးရဲ့စိတ်ပိုင်းဖြစ်ပြတော့မှသူတို့ကန်ဆောင်ထားတဲ့လက်နက်တွေတဲ့သူပြီးသူဘက်ကိုပြောင်းလာဖို့လိုနေတဲ့အချိန်ပဲဖြစ်ပါတယ် အခုဆိုရင်စက်ကောင်စီနေနဲ့ပေါ့နော်သူတို့ဒီအာနာရှင်လူသစုတည်မြဲနိုင်ဖို့အတွက်ပြည်ပနိုင်ငံတွေကနေပြည်တော်မှအင်အားတွေတိုးချဲ့ပြည်တော်မှလည်းနေရေးခါတွေပြင်အခုဆိုရင်သူတို့နေနဲ့တတတက်တွေကိုပါစုဆောင်ပြည်တော်မှပေါ့နော်ကျတို့တော်လိုင်းရင်းကိုဖြိုခွဲဖို့လုပ်နေတဲ့အချိန်မှာပဲစက်ကောင်စီတပ်ဖွဲ့ဝင်တွေကနေပြည်တော်မှသူတို့ဟာထိုးချုခံဆင်ဖြစ်နေပြီဆိုတာကိုသိရှိပြည်တော်မှပြည်သူနဲ့ပူးပေါင်းရမယ့်အချိန်ပဲဖြစ်ပါတယ်ဟုတ်ဘူးဆိုတော့ကျောင်းရင်းနဲ့ပေါ့နော်ဒီလိုမျိုးစစ်ကောင်စီစစ်ကြောင်းလိုက်ကိုပြောထက်တော့တန်နေတဲ့အီချင်းရှိတာမို့လို့ကိုကိုတိုင်ကိုအချမာကိုဖန်တီးရမယ့်အချိန်ရောက်နေပြီဆိုတဲ့အကြောင်းပြောနေတဲ့ ကျွန်တော်ဒီနေ့မနေ့ပိုင်းဗီဒီယိုကိုဒီနေ့မှာပဲဆုံးသက်ချင်ပါတယ်။စောင့်ဆုံးကြည့်ရှုပေးကြတဲ့မိဘပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုကျမ်းမာခြင်းနဲ့ပြည့်စုံပြီးတော့မှတာယာရဲ့ချန်နယ်နေလေးပိုင်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်။